ေယောဝလုံးပဲမင်္ဂလာပါအပရလတ်ကိုနှစ်ရက်နေရညနေပိုင်းအထူးသတင်းများကိုပထမဆုံးလူရင်တူရှင်တင်ဆက်တော့မှာဖြစ်ပါတယ်ပြီးလို့ဆိုရင်နောက်ဗီဒီယိုလေးတွေလည်းကြည့်ရမှာဖြစ်ပါတယ်ကျွန်တော် channel ကို coaching tea etching baby ကြည့်ရှုနေတဲ့သူငယ်ချင်းတွေအားလုံးကြေယူများကြည့်တင်ပါတယ်လို့ပထမဆုံးပြောဆိုချင်ပါတယ်ဒါဆိုရင်တော့သတင်းလေးတွေစာကြရအောင်ယနေ့မြန်မာနေ့စံတရက်နေ့မန္တလေးတိုင်းမန္တလေးမြို့အနီးကိုဗဟုပြုတ်ရပြီးနာလေးသတ္တမ6အစင်စီငလင်လောက်ခတ်သွားခဲ့ရာ မန္တလေးအမရပူရစကိုင်းမြုံနဲ့ပြင်ဥလိုမြို့များတွင်တိတာစွာခန်းဆားရကြောင်းဒေတာပီတူများ၏ပြောဆိုချက်နှင့်မူလေဝတ္တဇလဘေတာညောက်ကြဲမှုအစည်းဌာန၏ထုတ်ပြန်ချက်အရသိရှိရပါသည်။မန္တလေးမြို့ပေါ်မှာရှိတဲ့ပီတူတွေကအလွန်တိတာစွာခန်းဆားရတယ်လို့သိရှိရပါသည်။မန္တလေးအမရပူရစကိုင်းပြင်ဥလိုမှာရှိတဲ့တုံရချင်းတွေအားလုံးသတိထားကြပါလို့ဒီကနေ့ပြောဆိုချင်ပါသည်။နောက်တစ်ရက် April 6ရက်နေ့တွင်တနင်္သာရီတိုင်းပုတ်ပြမြို့နယ်တောင်ငင်ရွာအခြေစိုက် ဆွေကင်းငြိုရွာအကြံဖက်စစ်တလက်အုပ်ခံမြို့စိုတီစကန်အာပီတုကာကိုရက်တဖွဲ့ဝင်များကဝင်ရောက်တိုက်ခိုက်စင်လင်ခေရာမြို့စိုတီခေါဆောင်ထဲဝင်းတေဆုံးပြီးချန်မြို့စိုတီများခွဲလူဝက်လူထွက်ပြီးတွားကြကြောင်းတင်းတာရီမြို့နေပါခပမှတာဝန်ရှိသူတအူးကပြောဆိုထားပါတယ်လက်နက်စေလက်နက်ခေရမြလေတင်းစီရရှိထားတယ်လို့သိရှိရပါတယ်ခေါင်းလိုက်တဲ့တဲ့နောက်တဲ့ အပလစနရနေတွေမကွေတိုင်းအထမင်းလာမြုပ်နေတွေတကြံကာလအတွင်းစစ်တပ်ကစစ်ကြောင်းထုတ်လွှင့်ရှာမှုကြောင့်တော်လှန်ရေးတပ်ဖွဲ့များကခုခံတိုက်ခိုက်ရာစစ်ကောင်စီစစ်ခွေဖက်မှစေကောင်တည်ဆုံးကာတုံးစေကောင်ထက်မနေထိခိုက်တံရရရှိခဲ့ကြောင်းအထမင်းလာမြုပ်နေပြည်သူကကိုရေးတပ်ဖွဲ့မှတာဝန်ရှိသူတအူးကပြောဆိုထားပါတယ်။ကောင်းလိုက်တဲ့တည်နပတဲ့ အပရလတ်စတရက်နေ့တွေမကွေတိုင်းပုံမြောက်ဆွေပုတ်ပင်ရက်ကရေစခန်းအနီးတွေအချမ်းဖက်စစ်တက်စစ်ချောင်းကို awaiting my pee ပုတ်ခွေတိုက်ခိတ်ခေရာစစ်ကောင်စီစစ်ခွေဖက်မှနကောင်တေဆုံပြီးလေးကောင်အပင်းအတန်ဒဏ်ရာရရှိခဲ့ကြောင်းစစ်ဖြိုတကူတော်ကြားယူအဖွဲ့မှရေးဖို့ကြားယူကပြောဆိုထားပါတယ်စစ်ခွေဖက်မှတေဆုံတဲ့နကောင်ကတော့ခွေးရဲတကောင်နဲ့ခွေးပြိုတကောင်ဖြစ်ပါတယ်ထိခိုက်ဒဏ်ရာရရှိသူတွေလည်းခွေးရဲနဲ့ခွေးပြိုတွေဖြစ်ပါတယ်ကျွန်တော်ကတော့အကုန်လုံးစစ်ခွေးလို့ပဲခေါ်တာပါအလွေနည်းနဲ့ ကောင်းလိုက်တဲ့တတင်းတော့တတင်းအချမ်ပစစ်ကောင်စီကအချင်းတာအချင်းတူ၄493ဦးနဲ့နိုင်ငံချက်တာအချင်းတာအချင်းတူ73ဦးတို့ကိုယနေ့လွတ်ငင်းတတာခွင့်ပေးကြောင်းထုတ်ပြန်ထားပါတယ်ယနေ့ကြာရောက်ဒီမြန်မာနှစ်တကူနဲ့အဖြစ်လွတ်ငင်းတတာခွင့်ပေးပြီးနောက်တဲ့ချင်းပြမှုကျူလွန်ပါကတတာခွင့်ပေးထားသည့်ပိတံမြတ်ကိုပါ တပုန်တီကြခံရမည်ဆိုတော့တမတ်ချက်ဖြစ်လွတ်ငင်းတတာခွန်ပေချင်းဖြစ်ကြောင်းသူပင်စစ်ကောင်စီကအချက်တော်အကျဉ်းသားအကျဉ်းတူများကိုလည်းပစ်တန်ဤချုပ်ပုန်တပုန်လွတ်ငင်းတတာခွန်ပေကြောင်းယနေ့ထုတ်ပြန်ကြေညာထားပါတယ်။နိုင်ငံရေးအကျဉ်းတူအကျဉ်းသား22ဦးပါတယ်လို့သိရှိရပါတယ်။ဒါရိုက်တာစတီလေလွတ်မြောက်ခွင့်ရတယ်လို့သိရှိရပါတယ်။ကောင်းလိုက်တဲ့တင်းတော့တင်း2025တကြမှာစစ်ခေါင်းဆောင်ကရဟန်းတန်ကာတွေကို တရားဝင်ရေလောင်းခွင့်ပြောလိုက်တာကြောင့်ဘူကတော်တွေကဘုံကြီးတွေကိုရေလောင်းခဲ့ကြတယ်လို့စစ်တပ်နဲ့နှိစက်တဲ့အတိုင်းအဝဲကနဲ့သိရှိရပါတယ်ခွေးခေါဆောင်ကူတိုင်ကမြို့ဟာမှုတွေတက်ရင်မှုတွေဘူကြီးတွေကိုအပရစရက်မှာရဟန်းတန်ကာတွေကိုရေလောင်းဖို့ညွှန်ကြားခဲ့ပြီးနောက်ဘူကတော်တွေကဥဆောင်ကရေလောင်းခဲ့တာလို့သိရှိရပါတယ်နောက်တဲ့ အပရလစ်3ရက်နေ့တွင်စကိုင်းတိုင်းကမ်ဘလိုမြို့နယ်တွင်နာရီအိမ်မှ ပြန်လာသည့်ပြီးသူနှုတ်ဦးကိုအချမ်းဖက်စတက်ကဖမ်းဆီးတပ်ဖြတ်ပြီးရုပ်အလောင်းများကိုလမ်းဘေးတွင်ဆွတ်ပစ်ခဲ့ကြောင်းကမ်ဘလူးခရိုင်တပ်ရင်းလေးမှတာဝန်ရှိသူတအူးကပြောဆိုထားပါရယ်ခွေးမှသားတွေကနေတိုင်းလည်းဘုံကျတယ်အခုလည်းဘုံကျတယ်ကွာပြီးသူတွေနေတိုင်းတည်တယ်နေတိုင်းပြီးသူတွေတက်တယ်ဒီစစ်ခွေးတွေကတော်တော်ကိုစိတ်ဖြစ်ချောင်းတယ် အပလတ်စကုန်ရည်နေရင်ညနေပိုင်းထူထရင်ကတော့ဒီလောက်ပါပဲကေတာဆိုတော့ကျွန်တော်တို့ပထမဆုံးဘူအေဆေဝါနဲ့တပောင်စုရဲစတင်နေပြီတစ်ချက်လောက်ဆူကြရအောင်ဘူအေဆေဝါပြောသွားတဲ့စကားကိုတိုက်ပွဲမှာခလည်းကြတော့ငါတို့ကပြောရမယ်ဆိုလို့ရှိတော့ music ကတူတော့ထိတ်ချတာနော်ဖန်တဲ့လူကတော့နော်ဖန်ကျက်ကြတဲ့လူကတော့ထဲနဲ့တည်ပါပဲစီကျက်ကြတဲ့လူကတော့ဒီနဲ့ဘူသာရဲရပါမယ်အဲ့ဒါကြောက်ဘူးအားငယ်တယ်လို့ဒီမှာငါတို့လည်းစီကျက်သာလုပ်မယ်စီကျက်သာပွားမယ်နော် တို့ထက်ရဒီတော့မှကြောက်တာလို့ကျေနပ်တော့ငါတို့လူငယ်ပဲလို့မြင်ရတာဘာမှမဖြစ်ဘူး။ဒါပေမဲ့လို့ဒီဒီဘောကြောက်သူပြည့်ဟိုတည်းရလာမဲ့အချိန်ပြိပကပြည်လာတဲ့အချိန်ဆိုလို့ရှိရင်လောကဟိုအုံလိုက်ဆိုတဲ့တော့သာမလို့တော့တယောက်ထိတယောက်ပဲဆင်းမယ်နော်။တယောက်ထိတယောက်ပဲဆင်းမယ်တယောက်မနိုင်တယောက်ပဲသွားမယ်။အများကြီးအုံလိုက်ပေါ်တယ်ကလူရှိတယ်ဆိုတဲ့ငယ်ရင်းချစ်တော့အုံလိုက်ပေါ်တယ်လို့လောကမြင်ကြတော့ဘောပါလား။မှန်ပါတယ်။အခုကကြောက်တဲ့နေရာမှာငါတို့ကြည့်ချက်မယ်ကြောက်တဲ့နေရာမှာ အဲ့တော့ခေစီကြီးလည်းတော့နေရာမှာနည်းနည်းဖိနေအဲ့ဒါရောဝတီဖိနေခလာမှာခုနကဆိုလို့ရှိရင်ဒီမြတ်ဒေတာကိုရလာတဲ့ဒီအတွက်ကြောင့်ကမတိဘူးဆိုလို့ရှိရင်ဒီလိုပဲရောက်မယ်ဒီလိုပဲရောက်လာတော့ကျန်တော့ကမတိဘူးဆိုလို့ရှိရင်တိုင်းအထိပူစင်းသွားမယ်အဲ့ဒါကြောင့်ဝတီဖိနေခလာမှာဘဝစိတ်ဓာတ်ထဲမှာမှုရှိရမယ်ဒီရင်းမှုရှိရမယ်စက်သားမှုရှိရမယ်ဆိုတဲ့သဘောတရားပြောရခြင်းအားလုံးသဘောပါလားဟုတ်တယ်အားလုံးရေးရေးရေးနဲ့စိတ်ဓာတ်ပြပြကန်လို့ဆောင်ရရလား ်ဘူးအဲ့ဒါပဲတို့တွေကပြည်တယ်လာတော့မှာတော့ဘာမှမလုပ်ဘူးဘယ်လိုလဲတက်ကူကရှိနေတာပဲဟုတ်လားငါဘူးတော်တယောက်နေနဲ့ငါဘတော်မှာအနောက်မှာတို့တို့ပြူလာတက်ဘွေတိုင်းမှာငါမပါဘူးတက်ဘွေတိုင်းမှာမီးတို့နဲ့ငါမရှိဘူးတဲ့ကာလေးပြည့်တယ်ဘယ်အဲ့ဒါကြောင့်နော်ငါသေဝိုင်းနဲ့မနေ့ကကြက်ငါလူပြဖြစ်ပါမယ်ဒီလိုလူပြသွားတယ်တို့မနေ့ကကြက်လူပြပါပဲငါတို့ကအကောင်လို့လည်းသိတယ်ဆိုတော့ကြောက်ပါဒါပေမဲ့မနေ့ကမကြည့်ပြပါရှူရှူပြတဲ့လူအများကြီးရှိတယ်စိတ်မကူနဲ့ကြလား ်ဘယ်တော့မှမကောင်းနဲ့စီလို့စီရပြန်ငါတို့ကကလေးပြပါပဲဘာမှမဖြစ်ဘူးတော့အဲ့ဒါကြောင့်ဒီကိုတပါပြူလာလည်းမဟုတ်ဘူးဒီမြားတွဲတယ်လည်းမရှိတော့တာမဟုတ်ဘူးဒီမြားတွဲတယ်တော့ဆောက်တယ်မှာဟုတ်လားဒီမြားတွဲတယ်နည်းနည်းတော်တယ်တယ်မှာဟိုမှာတကြကြတော့ပန်းကြမှာတော့အမအဲ့ဒီကြားတိုးတိုးပြီးတော့ဖြစ်လာတဲ့ကိစ္စရှိတယ်သူ့ဘူးလေနော်ဘာလို့တော့စာစီကလုံးမဲ့ဒီကိစ္စစီတယ်ပြန်မယ်ရေးရေးနဲ့လောက်ကြမယ်နော်စူသားကြီးနဲ့သွားမယ်ကိုကြီးကိုမမနဲ့အားလုံးဖြတ်ပြသွားမယ်နော်ချစ်ချစ်ကြီးနဲ့သွားကြမယ်ပင်းထန်ချစ်ကြီးနဲ့ဟုတ်လား

တာလုံးဆောင်ရတဲ့ခါကျတော့ငါတို့ဘတော်မှပြေတာမကြောက်ဘူးဘတော်မှမကူသွတ်သွားဘူးဒီချိန်မှာငါတို့ရောက်တဲ့ညူဒီဘဲငါတို့အဲ့ဒီနေရာမှာနေတယ်အဲ့ဒီနေရာနေငါတို့ထိုးစစ်ပြီမဲ့ထိုးစစ်ပြီလို့ဒီတိုင်ရောက်တဲ့ခင်ငါတို့ထိုးစစ်ပြီတော့ငါတို့ကြီးပြတ်သွားမယ်ဒီကိစ္စကလာပါတော့အခုဘုတ်ဘူရဘာရုံးရောက်ပါတော့ဘာလို့ဆိုတော့ဒီကိစ္စလေးကတော့တို့တွေကြလဲကြပါသင်တန်းတွေတို့ကုမတို့သင်တန်းတို့ကုမတို့ဒါရချေကတည်တာတော့အခုတို့တို့ရှိရေးရေးကြီးတွေစကြကုန်ပြီ။တော့

းစားပေါ့စူးကြုံသွားတာမျိုးတို့တို့ပြီးတော့မပြောတော့ဘူးအခုလိုမျိုးဒဏ်ရင်ဒဏ်ရာလည်းရမယ်ပြန်ပွာရှင်းလုပ်မယ်ပါတယ်ညာလည်းဒီလိုပြင်ကိုလူတွေရေပေါ်တယောက်ချင်းစီရဲ့ဘိုးသားပစ္စည်းရဲ့အားလုံးအခုမှဆက်နေကြတာအေးစီစီကန်စီတဲ့တဲ့နဲ့ပွားကြမယ်ဒီလိုစီတူတူတိတ်တိတ်နဲ့ပွားကြမယ်ဘူးကြီးကြီးရဒီဘူးဆောင်တဲ့လူရဲ့အမိတ်နာကမိုးအားမဘလို့ပြကြမယ်ကြလားအေးဟုတ်ပြီဒီစားဖို့ဟုတ်တော့ဆွလား သဘောကျတယ်ကွာတိုင်းထိတော့မယ်လို့ပြောတာပဲเนาะပကူဖက်မှာတော့အကုန်လုံးချီတက်ကြပြီတဲ့အာမိုက်တယ်ကွာဒီတောင်ပိုင်းဖက်မှာလည်းချီတက်တော့မှာခုခုစနေอยู่ပေါ့ကွာเนาะဒါတော့ Lion Battalion နဲ့ဖွဲ့တွေပေါ့เนาะဘွေစေဝါဖွဲ့တွေပေါ့သူပြောထားတဲ့စကားကိုတေချာနာထောင်ရမယ်ပါဖြစ်လို့လဲဆိုတော့သူတို့က music ထိထားတာဒါအရှိရှာကောင်းပါလေကေဒါဆွန်ဒေါ်နိုဗီဒီယိုဘိုမာတွေကဘူချီနေမျိုးရှင်ကိုဘာဖြစ်လို့မဒင်းတမားလို့ခေါ်နေကြတာလဲအဲ့ဒီအကြောင်းကိုဘူချီနေမျိုးရှင်ကရှင်းပြတဲ့ဗီဒီယိုတစ်ချက်လုံးနားဆင်ကြည့်အောင် ကျွန်တော် electronic app နဲ့ထောင်ကြတယ်ဒါပေမဲ့စစ်တပ်ရဲ့ဖက်စစ် အာဏာရှင်စနစ်ရဲ့ပြည်စည်းယူယွင်းနေတာတွေကိုကျွန်တော်ကွက်ကွက်ကွင်းကွင်း2008ခုရှစ်အဲ့ကာလကတည်းကကျွန်တော်ကရေးသားဖော်ထုတ်လာဖော်ထုတ်လာတော့ကျွန်တော်ကိုနာမည်ဖျက်ဖို့အတွက်မလုပ်လိုက်လဲဆိုတော့သူ plot တစ်ခုဇာညွန်းတစ်ခုရေးဆွဲလိုက်ပါတယ်ဒီဖြစ်စဉ်ကိုလည်းကျွန်တော်ပြန်ကြားရတာပေါ့နော်အဲ့ဒါကြောင့်လည်းဒီအရာရှိကြီးအစ်စ်လာဘူးလက်လဆွေလိုလူမျိုးတွေအားစားကျွန်တော်ကိုမရင်းကောင်ဆိုပြီးတော့ရဲရဲရင်းရင်းပေါ့ကျွန်တော်ဆိုရင်ပါလေအဲသူတို့သူတို့စာတန်းမှာတော့သူတို့ချုပ်ဝေတဲ့စာဆောင်မှာတော့ကျွန်တော်ဟိုရေးတာတွေ့လိုက်ရပါသေးတယ်ကျွန်တော်ထောင်ထဲမှာတော့ဖတ်လိုက်ရအောင်ဆိုတော့ သူတို့ဘာကြောင့်ဒီလိုမျိုးကျွန်တော်မရင်းကောင်လို့ပြက်ပြက်သားသားဆွဆွေးရဲလဲဆိုတော့သူတို့ကတက်တည်ရှိတယ်လေမင်းမရင်းမှုကျွလွန်ခဲ့တဲ့အမှုတွင်းငါတို့ဖတ်ရတယ်လို့ပြောပါတယ်တဲ့ဟာကျွန်တော်အန်အောပါတယ်ကိုယ်တိုင်ဖြစ်တဲ့ကျွန်တော်တော့မသိတဲ့ကိစ္စအဲ့နဲ့ကျွန်တော်ပြန်ထောက်လိုင်းတော့ကျွန်တော်နဲ့တရက်သေးခမစကူမှာ1998ကနေ2001လောက်ထိအတူတူနေခဲ့တဲ့အရာရှိတယောက်ကကျွန်တော်ကိုပြန်ပြောပါတယ်သူကကျွန်တော်ထက်အနည်းငယ်အသက်ကြီးတယ်သူကရန်ကာကနေပြီးတော့ချားစင်ကနေပြီးတော့အရာရှိဖြစ်လာတဲ့တယောက်ဖြစ်ပါတယ်သူကပြန်ပြောတယ်ဟာညီလေးရဲ့မင်းငါငါတို့ရှိစဉ်တော့ကဖြစ်ခဲ့တဲ့ တဲကြီးပူကြီးနဲ့တက်ချက်ကြီးစနီးကိစ္စမမှတ်ပြီးတယ်မော်လာအမှတ်မိပါတယ်လို့အဲ့ဒီကာလကျွန်တော်တို့ကဂိမင်းနဲ့တခုမှ refit ပေါ့အာသင်္ကန်းစာအတွက်စစ်စင်ရေးတခုထွက်နေတဲ့ကာလဖြစ်တယ်ကျွန်တော်ထင်တယ်66နဲ့2000အဲ့ဝင်းကျင်ပါပဲ1996နဲ့2000ခုနှစ်ဝင်းကျင်ပါပဲအဲကျွန်တော်တို့ကတက်ကရှီတန်းထွက်နေတဲ့အချိန်မှာနောက်တန်းမှကြံခဲ့တဲ့တဲကြီးပူကြီးကတဲကြီးပူကြီးကကြောက်ဖြူမန်အောင်ဖက်ကဇာတိသားပါကျွန်တော်သူ့နာမည်တော့မပြောတော့ပါဘူးအဲသူကတဲကြီးပူကြီးကရရှိတိုင်းမှုတွေခြေတမ်းမှာအကုန်သွားနေကြတယ်။နောက်တန်းမှာကြံခဲ့တဲ့ချိန်မှာသူကတက်ချက်ကြီး ဇနီးတယောက်ကို rape လုပ်လိုက်ပါတယ်။တကြိမ်ဇနီးဒီတယောက်ကို rape လုပ်တော့အမှုမှုကြီးကြီးကျယ်ဖြစ်တယ်ပေါ့သူအေးမူးပြီးတော့အဲ့ဒါကျွန်တော်တို့ခြေထန်းပြန်လာတော့သူ့ကိုဒီဆုံခုံနေပါဖွဲ့တရားတရားတရားရုံးနေပါနဲ့ဆိုပြီးသူ့ကိုထောင်ချထုတ်ပစ်လိုက်ပါတယ်။ဒါဖြစ်စဉ်အမှန်ပါ။ကျွန်တော်ရှေ့စဉ်ကာလခမရ19မှာအလုံးလည်းတည်ပါတယ်။တော့ကိုက69 2000ဝန်းကျင်ခမ19နဲ့ဆွာမျိုးပတ်လည်ရလူတွေအလုံးတည်ပါတယ်။တော့အဲ့ဒီမရိမှုဖြစ်ခဲ့တဲ့ဖြစ်စဉ်နေရာမှာမရိမှုကျွန်းလွန်တဲ့ဘူကြီးရဲ့နာမည်နေရာမှာ အမှုတွဲမှာသူ့နာမည်စားကျွန်တော်နာမည်နဲ့ BC BC စားကျွန်တော် BC ကို Photoshop နဲ့ပြင်ပြီးတော့တက်ထဲမှာဖြတ်มาတယ်တဲ့အာနေမျိုးစင်ဆိုတော့ကောင်ကြည့်လေဒီမှာတွေ့လားအဲ့ဒီကလာကလည်းလူတိုင်းလည်းကြားလိုက်တာဗောတက်ထဲကလူတွေဟာဒီကောင်တော်တော်ရက်ဆက်တဲ့တိုင်းဝီကွာဘူးကြီးဆိုတဲ့ကောင်စောက်သုံးမကြတဲ့ကောင်တက်ချက်ကြီးဇနီးတို့ကြာခိုးတဲ့ကောင်ဆိုလူတိုင်း on တက်ထဲကကောင်တွေတော်တော်များများ on လုံးလာနေတဲ့အမှုဒီအမှုနာမည်ပါကျွန်တော်ထောင်ထဲမှာဆရာနာရှင်စနစ်ကိုဝေဖန်လို့ထောင်ကြနေတယ်ကျွန်တော်နာမည်ထည့်ပြီးတော့ဖြန့်ချလိုက်ဖြန့်ချလိုက်တော့ကျွန်တော်ကတကယ်ပဲ မရိမှုကျွလွန်ခဲ့တဲ့လူတယောက်လို့အများစုကထင်သွားဖိုင်တွဲမြင်ရတာဟုတ်။အဲ့ဒါသူတို့ကရဲတင်းတင်းကျွန်တော်ဆွဆွဲကြတာပေါ့။မင်းကမရိင်းကောင်ပဲငါတို့ကိုယ်တိုင်ဖိုင်တွဲမြင်ရတာ။အဲ့တော့ကျွန်တော်ဒီနေရာမှာထပ်ရှင်းပြဒီလိုဖိုင်တွဲကိုတော့မှစနစ်တကျအကွက်ကျကျရုပ်မာပြီးတော့နာမည်ပြောင်းထည့်ပြီးဝါရဖြန့်ချီလိုက်တဲ့စနစ်ဆိုးကြီးကိုဖြစ်စဉ်ဇင်းမြစ်ကိုမမြင်မတွေးပဲနဲ့ဟာငါတို့တက်တည်မြင်ရတာပဲဖိုင်တွဲ Photoshop နဲ့ပြင်ထားတဲ့ဟာကိုအစ်စ်လို့ဒီမြင်ရတာပဲဒီယူတန်တစောက်ထိုးဆွဆွဲနေပြီဆိုကြတဲ့ကဒီမင်းအွန်လိုင်းရဲ့ရရှိကြီးအဆင့်လူတွေဟာ စင်ကျင်တုံတရားသုံးသပ်နိုင်စွမ်းမကနော်သူတို့ကိုဗန်းစကားနဲ့ပြောရင်ဂျင်းကောင်းကောင်းထဲ့လို့ရပြီခိုင်းစားလို့ရတဲ့ကျွန်လူတန်းစားဖြစ်နေတာကျွန်တော်တို့တွေ့ရပါလိမ့်မယ်ဆိုတော့ပြောချင်တာပညာတတ်တွေမဟုတ်ဘူးပညာမဲ့တွေဖြစ်တယ်ပညာမဲ့မို့လို့သာ Photoshop နဲ့ပြင်ထားတဲ့စာတစ်ခုကိုဖြစ်စဉ်စစ်စစ်မြစ်မြစ်မလိလာပဲနဲ့ဆွဆွဲခံရတဲ့နင့်နာသူကျွန်တော်ကိုယ်တိုင်အဖြစ်မှန်ကိုရှင်းပြနေရမယ်နဲ့ဟဲ့ကြားကြားမိရပဲကွာငါကိုယ်တိုင်ဖိုင်နေရတာဆိုကျွန်တော်ကိုအဲဆိုတော့ပြောချင်တာက passive jump passive စတဲ့ဟာ ပညာသည်တွေပညာရှင်တွေကိုလုံးဝအလိုမရှိပါဘူး။ဒါကြောင့်မလို့2005ခုနှစ်ကျွန်တော်တက်ကဏီပြီးတော့နှုတ်ထွက်ခွင့်တင်ပြီးနှုတ်ထွက်လာတဲ့အခါမှာအခုတောင်တကို16ရက်ကနေပြီးတော့အရာဝန်အရာဝတီလမ်းမကြီးကိုသွားတဲ့ဘေးနားရက်ွက်တစ်ခုမှာနေထိုင်နေဆဲဖြစ်တဲ့အဲ့ဒီ2005ခုနှစ်ကကျွန်တော်ရဲ့အမှတ်26နှစ်တထိန်တက်တမူးဝမူးတင်ဦးဟိုရှိကျင်လဲရှိနေပါအောင်မယ်။သူနဲ့ဝကျုပ်ခမောင်မြင့်ခြေပန်းတဲ့စရနာချုပ်တိုင်မူးဝကျုပ်ခမောင်မြင့်တို့ လက်ရှိနေသေးရင်ကောင်းကောင်းမှတ်မိသေးမယ့်ကိစ္စတစ်ခုကိုပြန်ပြောပြချင်ပါတယ်ကျွန်တော်ကိုကျွန်တော်အချိန်ချင်းအလီလီနှုတ်ထုတ်ခွတင်တယ်နှုတ်ထုတ်ခွမပေးဘူးဆိုရင်အာကင်ထားတဲ့တနက်ဟာပြည်သူလူထုကိုနှိမ့်ဆက်ညှဉ်းပန်းအန္တရာယ်ပြုနေတဲ့လူတွေကိုတုတ်တင်မှုပဲဖြစ်တယ်ဘယ်သူ့ကိုမှငါမျက်နှာသာပေးမှာမဟုတ်ဘူးစသဖြင့်ကျွန်တော်ဟာလေတံလွှင့်ပြီးပြောခဲ့တယ်ကျွန်တော်တနည်းအားပြောသလိုပဲဝကြုံမောင်အေးတို့ဘာလို့ကျွန်တော်လှုပ်ကြံဖို့ဒီကျွန်တော်စူးစမ်းတယ်အဲ့လောက်ထိကျွန်တော်ဘက်ကသူတူတိတ်တိတ်နဲ့လုံနေတဲ့ပုံရိပ်ပြက်မှုကိုသူတို့သိလာတဲ့နောက်ကျွန်တော်ကိုနှုတ်ထုတ်ခွင့်ပေးလိုက်ကြပါတယ်နှုတ်ထုတ်ခွင့်ပေးရတဲ့အကြောင်းရင်း က်ဌာနအဆင့်ဆင့်ကိုတက်ကထူးလို့ပါလို့ပေးပို့တဲ့မှတ်တမ်းကိုကျွန်တော်ယူဖတ်ကြည့်တဲ့အခါမှာဤရာရှိကိုနှုတ်ထွက်ခွင့်ပေးရသည့်ပြီးသိသည့်အကြောင်းရင်းဆိုတဲ့နေရာမှာဘာရေးထားလဲဆိုတော့ဒါတကြောင်းနဲ့ပါပဲဤအရာရှိသည် စာအလွန်ဖတ်သည်ဒါလက်ရှိဘုမှုတင်ဦးနဲ့ဘုဇုခမောင်မြင့်ကြည်သိရင်အားလုံးမေးလို့ရပါသေးတယ်ဤအရာရှိသည်စာအလွန်ဖတ်သည်ဟုတ်ပါတယ်ကျွန်တော်စာအရန်ဖတ်တဲ့လူပါ အားလာတဲ့အချိန်ထဲမှာ dictionary တုပ်တော်လောက်ကောင်းစာအုပ်တုပ်တော်လောက်ကောင်းကျွန်တော်အမြင်နဲ့ဖတ်လိဖတ်တာရှိတယ်ပြီပါဘေးသွားသွားဆိုင်ငင်းနဲ့သွားသွားလမ်းလျှောက်သွားသွားအားကြတုမလွေထဲမှာစာအုပ်တို့အမြင်နဲ့ပါအောင်စာဖတ်ပါတယ်အမြင်နဲ့စဉ်းစားတဲ့လူတယောက်ဖြစ်ပါတယ်ဒါကြောင့်လဲကျွန်တော်စစ်တပ်ကနှုတ်ထွက်ခွင့်ပြုဖို့ခိုင်လုံတဲ့အကြောင်းရင်းဟာအီယာရှိသည်စာလုံးဖတ်တယ်ဆိုတော့စစ်တပ်ဟာပညာတတ်တွေစာဖတ်တဲ့သူတွေမလူလားဘူးမထားဘူးဆိုတဲ့သက်သေဖြစ်ပါတယ်ဆိုတော့အခုဒါမင်းအွန်လိုင်းအုပ်ချုပ်နေတဲ့ဖက်စစ်တပ်ဦးဆောင်တဲ့ဖက်စစ်တပ်ပညာတတ်တွေပညာတတ်တွေကိုအလိုမရှိတဲ့စာဖတ်သူတွေကိုထုတ်ပယ်ပြတဲ့ဖက်စစ်တပ်ဟာ ပညာတတ်ဒီနေပါသွားနေပါပြီ။တွားသူဘာဘွေဤတည်းညာဘွေဤတည်းတတိသူဓမ္မဘောမဘွေကြီးတည်းအကမဟာပဏိတတတိသူဓမ္မမဟာရှင်စရိတပြပြဘွေကြီးတည်းဘလောက်ပဲသူပေးပေးပေးနေပေးနေပြီ။ပညာမဲ့တွေပေးတဲ့ဘွေဟာပညာမဲ့ကြောင့်တတ်တည်တာဖြစ်ပါလိမ့်မယ်။အထုတ်ဖြစ်စစ်ခွေးလိုပြီးတွေကမဒိန်တမနေမျိုးစဉ်အဲ့ဒါပဲအမေနဲ့တော်တော်ထိပ်ပြောတာ။သူတို့တွေကမတီးလို့ပြောနေတာ။ကျွန်တော်လည်းရင်ကမတီးဘူး။အခုမှပဲတီးတာ။ အခုလိုစင်ပြတဲ့အတွက်ကျေးမြတ်ကြည့်တင်ပါတယ်ပြည်သူတွေလည်းအားရကြမယ်လို့ထင်ပါတယ်ဘုမတွေကဒီဗီဒီယိုကိုမြင်ကြပါစေလို့ဆုတောင်းပေးပါတယ်ကေဒါဆွင်ဒေါနောက်ဗီဒီယိုအပငဒူးလန်ရဲ့နှစ်တိစကားတစ်ချက်လုံးနဲ့စင်ကြည့်အောင်သူပြောထားတဲ့စကားကိုတေချာနာထောင်ကြည့်နော်ကျွန်တော်တို့စုအနေနဲ့ငလင်းတန်းခံဒေသတွေရဲ့ပြန်လည်တည်ဆောက်ရေးနဲ့ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကိုအများဆုံးဆောင်ရွက်ပေးသွားပါမယ်တေချာပြည်သူများရဲ့စုပေါင်းအားနဲ့ဆောင်ရွက်ရင်ဘုမအခြေအနေကိုအများဆုံးရောက်ရှိနိုင်မယ်လို့ယုံကြည်ပါတယ် နိုင်ငံတော်မှာစစ်မှအစည်းကမ်းပြည့်ဝတဲ့ပါတီစိုဒီမိုကရေစီစနစ်ခိုင်မာစေရေးဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ပြည်တော်စုတည်ဆောက်ရေးကိုကျွန်တော်တို့ဆွေးရကရည်မှတ်ချက်ထားဆောင်ရွက်လေးရှိနေပါတယ်ပြည်သူလူထုလိုရတဲ့ပါတီစိုဒီမိုကရေစီစနစ်ကိုအများဆုံးပြန်လည်ကောင်တာပေးနိုင်ဖို့အတွက်ဒါမဲ့ဒီဇင်ဘာလအတွင်းမှာလွတ်လပ်ပြီးတရားမျှတမှုအပြည့်ရှိတဲ့ပါတီစိုဒီမိုကရေစီထူထူရွေးကောက်ပွဲကိုကျင်းပပေးနိုင်ဖို့ကြိုးပမ်းဆောင်ရွက်လေးရှိနေပါတယ်ပါတီစိုဒီမိုကရေစီစနစ်ကို မှန်တကယ်ဒုရတဲ့ဆိုလို့ရှိရင်အဓိကဖြစ်တဲ့ရုပ်ောက်ပွဲအအောင်မြင်းမြင်းပြိမောက်နိုင်ဖို့အတွက်ဒီဘက်ပြည်သူများအနေနဲ့ဥပပေါင်းပါဝင်ဆောင်ရွက်ပေးကြဖို့မြစ်တရရက်ခံလိုပါတယ်ကျွန်တော်ဆွေးနွေးနေတဲ့နိုင်ငံတော်နဲ့နိုင်ငံသားအားလုံးရဲ့အကျိုးစီးပွားကိုအကောင်းဆုံးအကောင်တဲ့ဖော်ပေးနိုင်ဖို့အတွက်အစဉ်သဖြင့်ကြိုးပမ်းဆောင်ရွက်လက်ရှိနေပါတယ်ငလင်ပေးတဲ့ဒေသများအတွက်ပြည်နယ်ထူထောင်ရေးလုပ်ငန်းများဖြစ်တဲ့အစိုးရရုံးဌာနများပြန်လည်တည်ဆောက်ရေး ်ပြည်သူတွေရဲ့အိုးအိမ်နဲ့လမ်းမဆွတ်သွင်းမှုလုပ်ငန်းများ ပြန်လည်တည်ဆောက်ရေးတို့ကိုလည်းအသွွန်ခွန်ဆိုင် ဆောင်ရွက်သွားပါမယ်အရင်မပြောပါနဲ့လက်ရှိဖြစ်ပေါ်နေတဲ့ပဋိပက္ခတွေကိုအစိုးရတိုင်းဖို့ကျွန်တော်တို့အစိုးရကနိုင်ငံရေးပြဿနာကိုနိုင်ငံရေးနည်းနဲ့သာဖြေရှင်းကြဖို့ဖြစ်ခေါ်ကာဏထားပြီးလည်းဖြစ်ပါတယ်ပြည်တော်စုပွားတိုင်းရင်းသားညီအစ်ကိုများဖြစ်ကြတဲ့အတွက်ပြည်တော်စုစိတ်ဓာတ်ကိုရင်ဝယ်ပိုက်ပြီးပူပန်ပါဝင်ဆောင်ကြနိုင်မယ်လို့လည်းယုံကြည်ပါတယ်ဒီတဲ့မှာ အတွေ့အသည့်အမြင်သစ်နဲ့နိုင်ငံတော်ကဆက်လက်ရှောက်လန်းမဲ့ပါတီသူဒီမိုကရေစီပေါ်ဆောင်မှုမှာနိုင်ငံသူနိုင်ငံသားများအားလုံးဥပပေါ်ဝင်ဆောင်ရွက်တော့ကြပါစို့လို့ညစ်သည်ပြပီရပီဦးလေးရပီဒါမြင်ချင်းတော့ပါဝင်ချမလားဘလို့တင်ကြရလဲသူပြောထားတဲ့စကားတွေထဲမှာတစ်ခုပဲယူမယ်ကွာငလင်ကြောင့်ပျက်စီးနေတော့အိုးအင်းတွေကိုလမ်းတွေကိုယုံတွေကိုတာဝန်ယူပေးမယ်လို့သူပြောတာနော်ယူနိုင်မလားမယူနိုင်ဘူးလားဆိုတော့ကျွန်တော်တို့စောင့်ကြည့်မယ် ယူနိုင်မှလည်းမဟုတ်ဘူးလောက်ပေးမှလည်းမဟုတ်ဘူးဒါကတော့100%တိကျတယ်ရွေးကောက်ပွဲမှလည်းပြည်သူတွေကအားပေးမှလည်းမဟုတ်ဘူးလောက်တာလောက်ဟုတ်ပြီနော်ပပကြီးမင်းတို့မလောက်ခင်မှာမင်းတို့တီလောက်ပါပြီတကယ်ပြောရမယ်ဆိုရင်တကယ်ပဲတကယ်ပဲခုဆိုရင်တော့ PDF တွေတပေါင်းစုတွေမြို့တင်းဖို့စနေပြီမင်းတို့တွေခွေပြွေးပီးပီးနေရမယ်ဘယ်မှနေကြမလဲမင်းတို့တွေနေပြည်တော်လည်းပျက်စီးပြီရန်ကုန်မှာလည်းမင်းတို့ကုန်လုံးနေရမှာမဟုတ်ဘူးမလေးစုံပူစုမင်းတို့တွေကဦးမေအိမ်မေဖြစ်သွားပြီ ရွေးကောက်ပွဲလေလောက်နိုင်မယ်လို့ကျွန်တော်ကတော့မထင်ခဲ့ပါဘူးဗျာဘဘရဲ့ဟုတ်ကဲ့ပါတုံးချင်းတော့ဒီနေ့ညနေပိုင်းတိဆက်မှုကတော့ဒီလောက်ပါပဲချိန်မရချစ်တီပါတယ်ကျမကြီးခွေကြပါ I love you all God bless you all thank you for your time